မလေးရှားနိုင်ငံမလေးရှားဖီဟော့စပစ်တယ် MFH ကစကိုင်းမြို့ပါရမီရပ်ကွက်ကနှစ်900ကျွင်းအတွင်းမှာယာယီဆေးရုံဖွင့်လှစ်ပြီးအခမဲ့ကုသမှုတွေစတင်ပြုလုပ်နေပြီလို့သိရပါတယ်အဆိုပါဆေးရုံကိုဧပြီလ21ရက်နေ့မှာစတင်ဖွင့်လှစ်ခဲ့ပြီးလူနာအများအပြားလာရောက်ကုသခဲ့ကာပထမဆုံးခွဲစိတ်ကုသမှုကိုအောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်း MFH ကထုတ်ပြန်ပါတယ် စေယုံဖွင့်ပွဲကိုသခိုင်းတိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်နဲ့ကာကွယ်ရေးဦးစီးချုပ်ယုံကြီးမှဒုတိယဗိုလ်ချုပ်ကြီးတပ်ပုံတို့တက်ရောက်ဖွင့်လှစ်ပေးခဲ့တယ်လို့ဆိုပါတယ်မလေးရှားအစိုးရရဲ့အခမဲ့စေယုံသခိုင်းမှာမလေးရှားစစ်တပ်နဲ့တော်ဝင်လေတပ်မှဝင်းနဲ့69ဦးပါဝင်ကုသနေပြီးကတိ20နဲ့လူနာဆောင်တွေခွဲစိတ်ခန်းတွေအထူးကျမတ်ကုသဆောင်တွေအပြင်အထူးတွေခွဲစိတ်ကုသရေးနဲ့အယုကုသရေးဆိုင်ရာအထူးဌာနနှစ်ခုပါဝင်တယ်လို့သိရပါတယ် ဒါအပြင်ဆေးရုံမှာပြင်ပလူနာဆေးကန်တွေကိုဝန်ဆောင်မှုပေးလျက်ရှိပြီးပတ်ဝန်းကျင်ဒေသတွေကပြင်ပလူနာ80ကနေ100ခန့်လက်ခံကုသပေးနိုင်ဖို့မျှော်မှန်းထားတယ်လို့သိရပါတယ်။မြန်မာနိုင်ငံမှာအင်အားပြင်းငလျင်လောက်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့ကနေဧပြီ21ရက်နေ့အထိငလျင်တန်းကြောင့်တေဆုံးသူ3958ယောက်ဒဏ်ရာသူ9019ယောက်နဲ့ပျောက်ဆုံးသူ116ယောက်ရှိနေပြီလို့နာဆကမှထုတ်ပြန်ထားကြောင်းမှာခင်ဗျာ။